မင်္ဂလာပါပြိတ္တချင်းဘုန်းကြီးဒီနေ့စိတ်ထယဉ်ကျေးသူဆိုတဲ့ခေါင်းစဉ်နဲ့ဟောပါမယ်စိတ်ထယဉ်ကျေးတယ်ဆိုတာကလည်းအခြေခံမေတ္တာကရုဏာမုဒိတာဥပိ္ပခာဆိုတဲ့တရားတွေကျင့်သုံးနေတဲ့သူတွေစိတ်ထယဉ်ကျေးတာပါပဲမိမိဆိုင်ရာဆိုင်ရာဘာသာရေးတွေနဲ့ကိုယ်စိတ်ကိုယဉ်ကျေးသွားအောင် နေကြတာကျင့်သုံးကြတာစိတ်ရင်ကျေးတဲ့အခါကျလို့ရှိရင်မေတ္တာပွားလို့ရတယ်အဲမေတ္တာပွားတဲ့အတွက်စိတ်ရင်ကျေးတယ်လို့စိတ်ကရင်ကျေးလာတဲ့အတွက်ကြောင့်လဲမေတ္တာပွားဖို့မခတ်ဘူးဖြစ်လာတယ်စိတ်ရင်ကျေးဖို့တဏှာတက်တဲ့ကရုဏာကို ပွားရတယ်လို့အဲကရုဏာကိုပွားရင်ဖြင့်လဲစိတ်ကပို့ပို့ပြီးတော့ရင်ကျေးလာတာပဲစိတ်ရင်ကျေးလာတဲ့သူဟာကရုဏာကိုပွားဖို့အတွက်မခတ်ခဲတော့တာကိုတွေးလိုက်တယ် စိတ်တရင်ကြေးအောင်လို့မူတည်တာပွားပေးရတယ်မနာလိုခြင်းအိတ်တာမစ္စရိယမဖြစ်အောင်လို့ဝမ်းမြောက်တတ်တဲ့စိတ်သူတစ်ပါးရဲ့အောင်မြင်မှုကို ဝမ်းမြောက်တတ်တဲ့တရားကို ပွားပေးရတယ်အဲ့လိုပွားသိရင်တဲ့စိတ်ကရင်ကျေးသွားတယ်စိတ်ရင်ကျေးသွားတဲ့အတွက်ကြောင့်လေသူများရဲ့အောင်မြင်မှုကိုဝမ်းသာပေးဖို့မခက်တော့လွယ်သွားတယ်လွယ်လွယ်ကူကူဝမ်းသာပေးနိုင်တယ် စိတ်ရင်ကျဲတဲ့သူကကိုယ့်ကိုယ်သူတစ်ပါးကအထိုက်ခိုက်လှုပ်လာတဲ့အခါမှာလိလူရှုနိုင်အောင်လို့ဥပိ္ခာပြုနိုင်အောင်လို့ကျင့်ယူတယ်။အဲဒီလိုကျင့်ယူလိုက်နိုင်တဲ့အခါစိတ်ကရင်ကျဲသွားတယ်။စိတ်ရင်ကျဲသွားတာနဲ့အမျှဥပိ္ခာပြုဖို့လည်းလွယ်လာလိမ့်မယ်။အဲ့ဒါစိတ်ထက်ရင်ကျဲတယ်လို့ခေါ်တာ။စိတ်ထက်ရင်ကျဲတဲ့သူကသူတစ်ပါးကိုမနာလို့ကိုမလုံဖြစ်တော့မနာလို့စိတ်ပေါ်မလာတော့ ဝန်တိုစိတ်ပေါ်မလာတော့ရန်လိုစိတ်ပေါ်မလာတော့ပြိုင်ဆိုင်လိုစိတ်မရှိတော့တိုက်ခိုက်လိုစိတ်မရှိတော့သူတစ်ပါးရဲ့ဂုံတိတ်ခါကိုခြေဖြတ်ခြင်းတဲ့စိတ်မက္ခလို့ခေါ်တယ်အဲ့စိတ်မရှိတော့အဲ့လိုလှည့်ပတ်ခြင်းကောက်ချက်ခြင်းဆိုတဲ့အရာတွေလည်းမရှိတော့သူကလူသားတွေရဲ့အပေါ်မှာမိမိကိုယ်ကိုယ်တော့ ကာကွယ်မှုအပြည့်ရှိတယ်။သို့တော့မလို့အပ်တဲ့အရာတွေမှာဒေါသထွက်နေတာတွေမဖြစ်တော့မလို့အပ်သောနေရာမှာဒေါသထွက်တဲ့ဆိုတာဟောနေပူပြန်ပြီးမိုးရွာပြန်ပြီးအေးပြန်ပြီးနဲ့ဒေါသထွက်နေတယ်။ပူရင်ပူပြန်ပြီးအေးရင်အေးပြန်ပြီးနဲ့ဖြစ်နေတာအဲစိတ်မရင်ချေသေးတာတဘာဝကသူ့တဘာဝအတိုင်းနေတာပဲအဲ့တဘာဝကိုတဘာဝအတိုင်းလက်ခံနိုင်တယ် အညီတော်ဒီလိုမျိုးနေပြီးတော့အစိုးတွေကိုဘယ်တော့မှဖြစ်မလာစေတော့ပဲနဲ့အကောင်းတွေမှာရှင်ပါပြီးတော့ကောင်းတဲ့လူကိုလွယ်လွယ်ကူကူလုံနိုင်လာလွယ်လွယ်ကူကူလူတယောက်ကို နားလဲပေးလို့ရတယ်ပြီးတော့စကားကိုလည်းဖြင်းညင်းตาရပြောတတ်တယ်ပြီးတော့နားဝင်လွယ်တဲ့စကားမျိုးကို ပြောတတ်လာတယ်။ပြီးတော့ပြဿနာမဖြစ်စေတဲ့စကားမျိုးကို ပြောတတ်လာတယ်။အန္တရာယ်ကင်းစေတဲ့စကားမျိုးပြောတတ်လာတယ်။ပြဿနာတွေကို ဖြစ်စေတဲ့စကားတွေမပြောတော့ဘူး။ရှံပွားစေမဲ့စကားတွေမပြောတော့ဘူး။သူတို့ဘာတိတ်ခါကြစေမဲ့စကားတွေမပြောတော့ဘူး။သူတို့ဘာအကျိုးပျက်စီးမဲ့အရာတွေမလုပ်တော့ဘူး။မပြောတော့ဘူး။မတွေးတော့ဘူး။အဲ့ဒါစိတ်တည်ရင်ကြည်တဲ့သူတွေပဲ။ ဒီစိတ်ထက်အခြေခံယဉ်ကျေးမှုကနေပြီးတော့ကမ္မထန်တရားတွေဆက်ပြီးတော့ပေါင်းများအထောက်အကြအခြေခံအဲ့ဒီယဉ်ကျေးမှုတွေရှိနေရင်ကမ္မထန်အထောက်လို့အလုပ်ဖြစ်တယ်တာသွားတယ်အောင်မြင်တယ်ပေါ့ဒါကြောင့်မြတ်စွာဘုရားရဲ့အဆုံးအမတွေအကုန်လုံးဟာလူတယောက်ကိုယဉ်ကျေးသွားစေတယ်အဲ့ယဉ်ကျေးသွားစေတဲ့သူဖြစ်ပါစေကဘာကြီးအေးချမ်းအောင်ဆွမ်းဆောင်နိုင်တော့ သူဖြစ်နိုင်ပါစေလို့ဘုန်းကြီးဆုတောင်းပေးတယ်။ကမ္ဘာသူကမ္ဘာသားအပေါင်းယဉ်ကျေးသောစိတ်ဓာတ်များဖြင့်လောကကြီးအေးချမ်းအောင်ဆောင်ရွက်နိုင်ကြပြီးကိုယ်ကိုယ်တိုင်လည်းအေးချမ်းကြပါစေ။